အမျက်ကင်းမရစေလို့ပြီးတော့သူကတောင်းတာတော့ဒေါသကင်းမရစေအတော့ဒေါသရဲ့အဖြစ်ကို तू ပြောမယ်နော်ဒေါသရဲ့အဖြစ်ကို तू ဘလို့ပြောတော့ဒုဋ္ဌတပြုတာဝါစာပရမသောအနန္တရာတတောပါဏိတတောဒံတောတတတပရမသတိဒေါသောကောရသမုဋ္ဌာနောတတမဒေါသနာရောစီ तू ကတကားတာကိုယ်နဲ့ပြောထားတာဒေါသဖြစ်လာပြီဆိုလို့ရှိရင်တုဋ္ဌတနော်ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ပြုတာဝါစာ နံပါတ်1စကားတွေကြမ်းလာတယ်တဲ့ဟုတ်လားစကားတွေကနောက်ထောင်ခြင်းเสียမကောင်းတော့เนาะဒုဋ္ဌတ္တဖုဒ္တဝါစာကြမ်းလာတယ်မကြမ်းခင်မှာနည်းနည်းတော့မာဦးမယ်ပေါ့เนาะမာလာပြီဆိုတဲ့ကွာစာနောက်ထောင်လို့သိပြီးတော့အောင်းတော့ဒုဋ္ဌတ္တဖုဒ္တဝါစာပရမသောအနန္တရာစကားကြမ်းလေးပြောပြီးတာရဲ့အခြားမဲ့မှာနောက်ထပ်သူဘာဖြစ်လာမလို့ဒေါသကိုထိန်းထိန်းမထိန်းရင်သူဘာဖြစ်လာမလို့ပရမသောတဲ့ဆွဲငင်လာတယ် ဆွဲကင်လာတယ်နော်ကိုကစိတ်တော်တယ်လူတယောက်ကိုစိတ်တော်ဆိုအဲ့ဒီလူရဲ့ဆွေရင်ဆွေရင်ဆွေမယ်လက်ကိုဆွေရင်ဆွေမယ်အိမ်ကြီးကိုဆွေရင်ဆွေမယ်နင်လားငါလားဖြစ်လာပြီပေါ့နော်နော်ဒုဋ္ဌတပြုတာဝါစာပရမသောအနန္တရာတတောပါဏိတတောဒန္တောတဲ့အဲ့ဒါရဲ့နောက်မှာလက်နဲ့ပုတ်ခတ်တာပါလာတယ်နော်အဲ့ဒါလောက်နဲ့ဒေါသကိုမထိန်းနိုင်သေးဘူးဆိုရင်တတောဒန္တောတဲ့ဒုဋ္ဌတို့ဘာလို့ရှာပြီးတော့ရိုက်မယ်နှဲ့မယ်ပေါ့နော် အဲ့ဒီလောက်အနေအထားမျိုးမှာမထိနိုင်ဘူးဆိုရင်ဗာဆက်ဖြစ်မလို့တတ္တတ္ပရမတတိတဲ့နော်သေစီရတဲ့ဓာအစာရှိတဲ့လက်နက်ကိုဆွဲကင်လာမယ်တတ်မယ်ဖြတ်မယ်ဖြတ်ရှိပြင်မယ်ပေါ့နော်ဒေါသရဲ့သဘောဟုတ်လားတတိဒေါသကိုသူကအကြောင်းတရားအနေနဲ့ဘာရှာပြတုံးဆိုတော့ဒေါသောကောရသမုဋ္ဌာတော်ကောရသမုဋ္ဌာတော်အမျက်ကြောင့်ဖြစ်သောဒေါသောဒေါသသည်ဟောဒေါသကိုဘာကြောင့်ဖြစ်တယ်လို့သူပြောတော့ အမျက်ကြောင့်ဖြစ်တယ်စောစောကအမျက်ဟာဒေါသဖြစ်ခြင်းအကြောင်းပဲဟိုပြောရလို့ရှိရင်အမျက်ကဒေါသအမှုသားပေါ့အခုပြောတဲ့ဒေါသကဒေါသအကျမ်းသားပေါ့နော်ဒေါသဟာအမျက်ကြောင့်ဖြစ်တယ်အဲ့လို့ဆိုရင်ဟုတ်ပြီအမျက်ကဘာကြောင့်ဖြစ်တယ်လဲအဲဒီမခန့်ခြင်းကြောင့်ဖြစ်တယ်ဒါလေးကိုဘုန်းတော်ကွင်းဆက်မိဖို့လိုတယ်နော်ဒီမခန့်ရဲ့အမျက်ဖြစ်မယ်အမျက်ဖြစ်လာရင်ဒေါသဖြစ်လာမယ်ဒေါသဖြစ်လာပြီဆိုရင် စကားကြမ်းလာမယ်ဆွဲကြိုင်လာမယ်လက်နဲ့ပုတ်ခတ်တဲ့အနေအထားဒုံးနဲ့ရိုက်တဲ့အနေအထားနောက်ဆုံး ဒါနဲ့ခုတ်တဲ့အနေဒါဒီတိရောက်သွားမယ်အဲ့လိုမျိုးတဖြည်းဖြည်းနဲ့နော်ပျက်စီးမှုတွေကိုဥတည်ပြီးတော့ကြံကြံထန်ထန်ဖြည့်စီးပြစ်တတ်တဲ့သဘာဝရှိတဲ့အတွက်ကြောင့်တတ္တမကောရံနာရောစီအဲ့ဒီဒေါသကိုငါမကြိုက်ဘူးလို့သူအဲ့လိုဖြေတယ်